တာလီဇော့ပါဒီကနေ့ဂျွန်လာ26ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မမြန်နင်းခင်ကတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့တိုက်ပွဲကာလအတွင်းပျက်စီးသွားတဲ့ရခိုင်ကလူနေအိမ်တွေကို လေကြောင်း NDA ကြောင်းမဆောက်လုပ်နိုင်သေးတဲ့သတင်းအန်ယူလန်းပေါ်မှာတရုတ်ပြည်စည်းတွေပိုးတဲ့ကုန်ကားလီစီကိုစစ်ကောင်စီတပ်ကတားဆီးစစ်ဆေးပြီးပြန်လုပေးလိုက်ရတဲ့သတင်းနဲ့အေအေနဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုစိုးရင်လို့ မဝေးကစစ်ကောင်စီရဲ့နေရီကန်စီဆိုင်စစ်စီကိစ္စခန်းရုတ်သိမ်းသွားတဲ့တည်င်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။တိုက်ပွဲကာလအတွင်းပြည့်စည်သွားတဲ့ရခိုင်ပြည်အတွင်းကလူနေအိမ်တွေကိုစစ်ကောင်စီရဲ့လေကြောင်းအန်ဒီရဲ့ကြောင်းပြန်လေမတိဆောက်နိုင်ကြသေးဘူးလို့သိရပါဗျ။ ရခိုင်ပြည်က14မြို့နေဟာအရခပြည်သူတော်လှန်ရေးအစိုးရရဲ့ထင်းရှုံမှုအောက်ကိုရောက်ရှိနေပြီဖြစ်ပေမဲ့စစ်ကောင်စီတပ်ကလေကြောင်းကနေတဆင်ပုံကျေးတာတွေစစ်တွေကြောက်ဖြူမန်အောင်မြို့တွေကစစ်ကောင်စီတပ်ရင်ရေတက်နေပြီတွေက အနီးနားကမြို့နေတွေစီကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေရတွေကြောင့်အဲ့ဒီနေအိမ်အဆောက်အုံတွေကိုပြန်မဆောက်လုပ်နိုင်သေးတာလို့ဒေသခံတွေကပြောဆိုကြပါတယ်။ဒါအပြင်ဒေသခံပြည်သူတွေဟာအလုတ်ကင်ချပါပြီး ဝင်ငွေမရှိတဲ့အပြင်အိမ်ဆောက်ပစ္စည်းတွေလေးဈေးမြင့်မာမှုရှိနေတဲ့အတွက်မဆောက်လုပ်နိုင်တာဖြစ်တယ်လို့ရန်ပြမျိုးဒေတာခန်အမျိုးသမီးတယောက်ကပြောပါရယ်။လီင်းနဲ့ဘုံကျဲတဲ့အန်ဒီကိုစိုးရင်နေကြရပြီးအိမ်တွေဆောက်ပြီးတော့မှတက်ပြီးတော့ပြုတ်ပြတ်သွားမှကိုလေစိုးရင်ကြရည်လို့ဒေတာခန်တွေကပြောပါရယ်။အခုလိုပြက်စီးသွားတဲ့အိုးအိမ်တွေကိုပြန်လည်တည်ဆောက်နိုင်ဖို့ရခိုင်လူမှုအနေနဲ့တော်လန်ရေးကာလပြီးဆုံးတဲ့အထိ စိတ်ရှိသေးခံပြီးချက်ကြော်ဖို့လိုအပ်တယ်လို့ပြခိုင်လူခွင့်ရေးကာကွယ်မြင့်တင်သူများဖွဲ့ဒါရိုက်တာဦးမြတ်ထွန်းကပြောဆိုထားပါရယ်ပြခိုင်မှာစစ်ကောင်စီကလမ်းပန်းဆက်တွေကိုဖျက်တောက်ထားတဲ့အတွေ့ဘီလက်မြေအပအဝင်အုတ်သေးကြောက်တစ်ဝါတို့စားတဲ့အင်းဆောက်ပစ္စည်းတွေဟာလေအဆမတန်ဈေးနှုန်းမြင့်မားနေပါတယ်ရှင်အရခတ်တိုအီထင်းရှုံမှုအောက်မှာရှိနေတဲ့ရခိုင်ပြည်အမ်းမြို့နေက တောင်စောက်တောင်တရုတ်တအခွေစေယုံကိုကုန်ပစ္စည်းတွေပို့ဆောင်နေကုန်တင်ကားလေးစီးကိုစစ်ကောင်စီတပ်ကတားဆီးစစ်ဆီးပြီးနောက်ပြန်လုပေးလိုက်ရတယ်လို့တင်ပြရှိပါတယ်ဒီလကျွန်လာ22ရက်နေ့မှာ မကွေးတိုင်းငဖဲမြို့နေဂုတ်ကြီးရွာအနီးစစ်ကောင်စီရဲ့တမကိုကိုစစ်ကြောင်းတစ်ခုကအဲ့ဒီကားလေးစီးကိုအေအေထန်ရိတ်ခါပိုးတွေတန်တရားနဲ့စစ်ဆီးမှုပြုလုပ်ခဲ့တယ်လို့ဒေတာရီကစီရေးတင်ပြရင်းတစ်ခုကနိုရင်းစရာကိုပြောပါတယ် အမ်မြို့နဲ့ -20 ကွာမှာတည်ရှိတဲ့တရုတ်တံခွေပိုက်လိုင်းတအားခွေစက်ယုံကို လုံခြုံရေးယူထားတဲ့တောင်စောက်တောင်စစ်ကောင်စီစခန်းကို EE ကပြီးခဲ့တဲ့ဇန်နဝါရီလအစပိုင်းမှာထိ ंछ ုပ်ထားခဲ့တာပါ။လက်ရှိမှာ EE ထိန်းချုပ်တဲ့နေမြေကတရုတ်တအားခွဲစစ်ရုံဟာပုံမှန်လေပတ်နေပြီးတရုတ်ဝန်ထမ်းတွေနဲ့လုပ်သားတွေလေသူ့လို့သူဆက်လုပ်နေကြတယ်လို့ EE နဲ့နီးစပ်သူတယောက်ကနရင်းစရာကိုပြောပါတယ် တရုတ်ပိုင်လိုင်းတအားခွေစက်ယုံရှိတဲ့တောင်စောက်တောင်အနီးနာကိုစစ်ကောင်စီဟာဖေဖော်ဝါရီလအတွင်းကလက်နက်ကြီးတွေနဲ့ဖြစ်ခတ်ပြီးဒီရင်တွေနဲ့လေးဘုံလာကြေးခဲ့တာတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။မကွေးတိုင်းဒေသကြီးငဖေမြို့ပဒန်းမြို့အဝင်ဂိတ်တစ်ခုဖြစ်တဲ့စစ်ကောင်စီရဲ့နေအီကန်စီဆိုင်ဂိတ်စခန်းဟာအာရခတတိုအီနဲ့တော်လန်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်မှာကိုစိုးရိမ်တဲ့အတွက်ရုတ်သိမ်းသွားပြီလို့သိရပါရယ်။ ပဒံမြို့အဝင်းနယ်ရီကန်စီဆိုင်ဂိတ်မှာစကန်းရှနေထိုင်ခဲ့တဲ့တမကိုကိုအပါဝင် စစ်ကောင်စီတပ်သားတွေဟာဂျွန်လ14ရက်နေ့လောက်ကနေစပြီးစကန်းရုတ်သိမ်းသွားတာဖြစ်တယ်လို့တော်လန်ရေးတပ်ဖွဲ့နဲ့နှိဆက်သူတယောက်ကနရင်းစရာကိုပြောပါရီဒီဂျွန်လအထဲမှာပဲတတုတ်ရှင်းစီစွန့်ခေါ်ရုတ်သိမ်းသွားတာဖြစ်ပြီးအင်အားကတော့အနည်းဆုံး80ဝန်းကျင်လောက်ရှိမယ်လို့သူကဆက်ပြောပါရီအဲ့ဒီနယ်ရီကန်စီဆိုင်ဂိတ်စကန်းမှာ စစ်ကောင်စီတပ်သားတွေမရှိတော့ပေမဲ့လေအနီးအနားဝန်းကျင်နဲ့ပဒန်းမြို့ထဲမှာတော့အရဲဝတ်တွေနဲ့တွာလာလှုပ်ရှားကာအခြေအနေစောင့်ကြည့်နေတယ်လို့ပဒန်းဒေတာခန့်အမျိုးသားတယောက်ကနရီဇရာကိုပြောပါရယ်အခုရုတ်သိမ်းသွားတဲ့ပဒန်းမြို့အဝင်နေဤကန်စီဆိုင်ဂိတ်စခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကပြီးခဲ့တဲ့မတ်လ30ရက်နေ့ကတကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့သေးပါရယ်လက်ရှိမှာတော့စစ်ကောင်စီဟာ ပဒန်းမြို့စွန်ကုန်းအမြောက်ကြီးတက်နဲ့ကာကွယ်ပစ္စည်းစေယုံကပ္ပစ14ဟိုပဲအဓိကအခိုင်မှာကာကွယ်ပြီးအင်အားအလုံးကြီးဖြစ်တင်ထားတယ်လို့သိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ဒီရီသတင်းတပုတ်အနေနဲ့ကတော့ပဲခူးတိုင်းဖြူမြို့နေရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်ကစစ်ကောင်စီစခန်း၉ခုကို PDF နဲ့ KNL ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ကမနေ့အစောပိုင်းမှာ တပြိုင်တည်းတိုက်ခိုက်ခဲ့တယ်လို့ NUG ကကွေးဝင်ကြီးဌာန MOD ကသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20ထက်မနေ့ကြာဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကရေအုပ်တယောက်အပါဝင်စစ်သုံးမှန်း3ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့လည်းဆိုပါတယ်။တိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်အစုံ16လက်နဲ့ ခေရန်စစ်တုံးပစ္စည်းအမြောက်များကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေဘက်ကရေးပေါ်တယောက်ကြားဆုံးခဲ့ရပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း MOD ကသတင်းထုတ်ပြန်ထားပါတယ်။ကြည်သူကကိုရဲ့တက်မတော် PDF တိုင်းစစ်ဌာနပကူဟာပကူတိုင်းအတွင်းစစ်စင်ရေးတွေကိုတိုးမြင့်ဆောင်ရွက်နေတာကြောင့်ပြည်သူတွေအနေနဲ့ပူပေါင်းပါဝင်ပေးကြဖို့ MOD ကမြစ်တာရက်ခံထားပါရှင်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့နယ်သာလန်နိုင်ငံမှာကျင်းပခဲ့တဲ့နေတိုးထိပ်သီးအစည်းအဝေးကနေအဖွဲ့ဝင်နိုင်ငံတွေအားလုံးကာကွယ်အသုံးစီမြင့်တင်ရေးသဘောတူညီခဲ့ကြတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။လာမယ့်ဆေစုနှစ်အတွင်းနေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့စုစုပေါင်းပြည်ရင်းထုတ်ကုန်တန်ဖိုးရေး900ခိုင်နှုန်းကိုကာကွယ်ရေးနဲ့လုံခြုံရေးအတွက်သုံးစွဲကြဖို့နေတိုးမဟာမိတ်တွေ ကတိကဝတ်ပြုခဲ့ကြတာပါ။ တိတသမ900ခိုင်နှုန်းကိုတော့ကာကွယ်ရေးနဲ့ဆက်စပ်တဲ့အတုံးစီအဖြစ်အသုံးပြုမယ်လို့သိရပြီးအဲ့ဒီအထက်မှာစိုက်ဘာလုံခြုံရေးအခြေခံအဆောက်အုံကက်ယောဂါကာကွယ်ရေးနဲ့လူမှုအဖွဲ့အစည်းတွေအတွက်အသုံးစီပါဝင်မယ်လို့ဆိုပါတယ်ဒီလိုအသုံးစီတွေ့မြင်တာဟာရာချာရဲ့ချင်းချောက်မှုတွေကိုတံပြန်ဖို့နဲ့တမရထရန့်ရဲ့အဓိကတောင်းဆိုချက်ကိုနေတိုးထိပ်ပြီးအစည်းအဝေးမှာဆွေးနွေးအတည်ပြုခဲ့ကြတာလို့လည်းသိရပါတယ် ဒါအပြင် NATO မဟာမိတ်တွေဟာယူကရိန်းကိုစီးရီးအရာဆက်လက်ပံ့ပိုးဖို့ကတိပြုခဲ့ကြပြီးဥရောပနဲ့ကနေဒါနိုင်ငံတွေဟာယူကရိန်းအတွက်စီးရီးအထောက်ပံ့ဒေါ်လာ35ဘီလီယံကျော်ထောက်ပံ့ဖို့လေးကတိပြုထားပါတယ်ရုရှားကဥရောပအက်တလန်တိတ်လုံချုံရေးကိုရည်ချေချင်းချောင်မှုနဲ့အကြံဖက်ဝါဒ NDA တွေကိုကာကွယ်မေးလို့လေနေတိုးရဲ့ထုတ်ပြန်ချက်မှာပါရှိပါရရှင် နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာတင်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်။